ရင်ဆူးရှာမှုတွေခြုံငိမ်မှုတွေကတော့အများကြီးတော့လိုအပ်နေရဲ့ဗျာ K A number 3ဖြစ်တဲ့အလက်ရောက်ပဲဘယ်အစရအနိုင်ရရှိသွားမလဲဆိုတော့ result တစ်ခုကတော့ပေါ်လာတော့မယ်တင်းဆဲဘန်းနေပြန်ကြည့်မယ်ဆိုလို့ရှင်လေ OPA လက်ထက်ကိုဘိန်းထည့်ထားပေးရဗျာ fighter goal line နဲ့ခစားတဲ့အချိန် matter တစ်ခုမှာ ။ OB လက်ထဲကိုရောက်သွားတဲ့ brain စီတော်တော်လေးကြောက်ဖို့ကောင်းနေမယ်ဆိုတာမျိုးကျွန်တော်အားလုံးသတိထားမိလိမ့်မယ်။တော့မှပြန်ကြည့်မယ်ဆိုတော့ဟန်ရဲ့ Lancelot နဲ့အတူပဲ stage ရဲ့ comfort bit grandeur လေးကိုမြင်ရမယ်ပွဲမှာ။ဟွန်း lucky ကတော့ကျွန်တော်3ဝက်ဇက်ရီဆန်ရှင်းကိုတော့ထပ်ပြီးတော့ရထားသေးတယ်။ဒါပေမဲ့ဒီပွဲမှာတော့ရီဆန်ရှင်းနဲ့အပြိုင် Lancelot ကိုတော့ကျွန်တော်ကြည့်ရမှာဗျာ။တစ်ဖက်မှာတော့ Meju ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင် Wangji ဘက်မှာတော့ Grokka ကျူရှင်း Meju တို့ဒီနောက်ကနေပြီး Unbreakable Lander Flame နဲ့ဆိုရင်တော့အများကြီးတော့ဒုက္ခတော့ပေးနိုင်တယ်။အဲ့တော့တစ်ဖက်ကနေလည်းကျွန်တော်ပြန်ကြည့်မယ်။တစ်ဖက်က D7 ဆိုရင်တော့တဘာသူစီပါဝါတဲ့ကျူရှင်းန နေရာမှာတော့ if c ကိုတော့ပြန်ပြီးတော့ထားထိုးထားတယ်ဒီ if နဲ့ grow နဲ့ combination ဒီ combination ကြားထဲမှာနောက်ပိုင်းကျတော့ mid game timing အထိရောက်လာခဲ့မှာဆိုရင်ကြောက်ရမှာဘာလဲဆိုတော့ if နဲ့ grow နဲ့ bane တို့ရဲ့ combination ရင်တော်တော်လေးတော့ကြောက်ဖို့ကောင်းတယ်ဗျဟုတ်တယ် area control pad တွေအကြီး damage ရောက်ဖို့အများကြီးနဲ့ဆိုင်မဲ့ pad တွေ tin 7အနေနဲ့တော့လေကိန်းမှာတော့အဲဒီ combination တွေကြားထဲမှာ yg အမှောက်သိဖို့တော့စူးစမ်းပါပဲ yg နေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေတစ်ဖက်သင်းရဲ့ winner's point တစ်ခုပြင်းနေတယ်ခိုးလိမ့်စီလဲ family low နေသလို jungle စီလဲ family low နေ hero တွေဗျ ဲဒီတော့ကျွန်တော်အားလီဘိုင်းမာတဲ့ကတစ်ဖက်ဂျန်ကင်းစိုးနောက်ချက်တာမျိုးတွေသူတို့ rotation နဲ့အသက်သွန်းတာမျိုးတွေနဲ့ YG တင်းစပန်ဘလောက်ထိဖိအားပေးနိုင်မလဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တစ်ခုပါ Flying Cloud ပွဲဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်တော့ဒီပွဲကတော့ကျွန်တော် lane face team မှာတော့ down shot ဆိုလို့ battle lane နေရတော့တွေးရလိမ့်မယ်လို့ပြောနေတယ်လောစင်မှာတော့ river area တစ်လျှောက် dominate လုပ်မှုတွေကိုတော့ကျွန်တော်စတင်ပြီးတော့မြင်တွေးရမယ်ဗျ Blink Leaner ရဲ့တွဲလုံးတစ်ဖက်ကလည်း CN Sun Pao တို့ရဲ့တွဲလုံးတွေဘလောက်ထိမြအသက်ဝင်လာနိုင်မလဲတန်ပေါင်းကတော့ခုနက gain မချူးမှာသူ့ရဲ့ drop တော်တော်ကြီးကိုတော့ကျွန်တော် initiate ွားခဲ့တယ်ဒီပွဲမှာတော့ဒါမျိုးအငွေအသက်တွေကျွန်တော်ထိုက်ရ နိုင်အောင်မလားဟုတ်တယ်အဓိက jump box initiate လုပ်မယ်ဆိုလို့ရှိရင်တော့မဖာလာမဲ့ damage ရောက်ဖို့နေတဖက်က land slot သာ jump box ညက်သွားရင် hero ကြီးကပေးလာနိုင်တယ်ဟန်အနေနဲ့ rotation ကိုစပြီးတော့ပဲအသက်သွင်းနေပြီ2 minute time ပဲ yg သူရဲ့ map advantage ကြီးကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ river ကနေပြီးတော့တောက်လျှောက်တွေကို rotation လုပ်လို့ရတဲ့အနေအထားတစ်ခုမှရှိရယ် flying glow ဖြစ်တဲ့အတွက်ကြောင့်မလို့တော့ lady face ball ကိုတော့အမြန်ဆုံးမပြေးတက်လာလို့ရတဲ့အနေအထားတစ်ခုပြတာတေကတော့စပြီးတော့ပဲ hand ဆွဲခေါ်ပြီးတော့ကြိုးစားနေပါဘူး။ကိုလင်းကအရန်ငိမ့်နေတဲ့နေသားတစ်ခုမှာတော့ objective 5လေးတွေစတင်ပြီးတော့လှုပ်လှုပ်ရွရွလေးကတော့ဖြစ်လာနေပြီ။ရင်းအောင်ရင်းဆုံးပြေးချိရပြတင်း7 objective ကိုတော့နည်းနည်းခေါင်းတယ်ဖို့တော့ကတော့နောက်ကျနေပြီ။ဒီချိန်မှာတော့ Handlina ရဲ့ dual bomb အနေနဲ့ပဲ map ကိုတော့ control ထားသေးတယ်။ဒီကြမ်းမှာကျော်ရင်းကောင်းကောင်းယူ AD shade ထားကြတယ် manipulation zone နဲ့ထားလိုက်တယ်။ဒါနဲ့မှာ hand နဲ့ရောင်းတော့ target objective လေးကိုတော့ယူသွားသေးရဲ့ဗျာ။အဲ့တော့ဒီချိန်မှာ YG drop mission ဒီပြန်ပြီး fall back ဖို့ပါပဲ။ပြန်ပြီး fall back ဖို့ကြိုးစားနေတဲ့ YG ဒီဘက်မှာလည်းတော့ shot တွေကို CK ဆွဲခေါ်လာကြမှာ Y ချက်နှစ်កောင် lucky ရင်းတော့အဆုံးသတ်ထားရတယ် AOG နဲ့ပြန်ပြေးထွက်ထားရတယ်ပြာဒမိုးကွန်ပိုင်နေရှင်းတွေကိုပြောရတာဗျာဒါပေမဲ့ကွန်ပိုင်နေရှင်းတွေတောက်ချောင်းမြင်တွေ့ရမယ်ဆိုရင် YG တော့ကတော်လေးကိုခက်ခဲဖြစ်နိုင်တယ်ဒါပေမဲ့ YG သည်လည်းဒါကိုကြိုပြီးတော့တွတ်ထားတယ်ဆိုတဲ့အတွက်ကြောင့် objective ယူပြီးတဲ့ဟိုကပြန်ပြီး forward ဖို့လုပ်တယ်ဒါပေမဲ့ CK သည်သူ့ရဲ့ space space နဲ့ပြန်လည်ပြီးတော့ခေါ်လာတဲ့နေဒါတစ်ခုမှတော့ Hero K တွေကတော့ပြန်ပြီးတော့ပေးထားရသေးတယ်ဗျာအဲ့တော့ယင်လင်းဒီအချိန်မှတော့အရင်ကအစင်တော့မပြေနေသေးဘူးဆိုရင်ပဲလို့ stage ရဲ့ grandeur တယောက်ကိုတော့ကျွန်တော်ကြည့်ရအောင်မယ်อืม stage ရဲ့ grandeur မိကိန်းတစ်ခုကိုတော့မိကိန်းတစ်ခုကိုတော့ကျွန်တော်ကြည့်ရအောင်မယ် YG နေနေရတော့ဒါသူတို့ရဲ့ဝင်ထွက်အလှပလေးတော့ပြနေသလိုတော့မှ10 7ဒါတွေလည်းလုတ်ခဲ့ရင်တော့မှပဲ Hugh တခါတော့ပြန်ရအောင်ယူမယ်ဆိုတဲ့ CK ရဲ့ glue ကုန်းခွာလာချက်နဲ့အတူပဲ Hugh တခါတော့ပြန်ရထားသေးတယ် ့2 minute time fight တခုမှာနှစ်သိန်းလုံးရဲ့ rotation နေကြားမှာ UK ထွက်လာမျိုးတော့မတွေ့ရသေးဘူးဆိုတော့ညာလဲနောက်ထပ် second 60နေလို့ရှိရင် lameter the fight ကိုပဲဦးတည်နေကြမှာလားတော့ပြန်ကြည့်ရမှာဗျာ။ WG ကတော့ဒီအချိန်မှာရင်လင်းကိုတော့တောက်ချောက်ကိုပြီးပေးထားပြီးတော့သူတို့အနေနဲ့ stage ကိုတော့ follow up လေးတွေ link up ပေးလေးတွေလိုက်ပြီးတော့ party ပေးနေရဗျာ။ဒီအချိန်ဒီ stage အနေနဲ့ begin timing ကြားရင်တော့သူ့ရဲ့ impact တွေကိုကျွန်တော်မြင်တွေ့ရနိုင်မလားပေါ့နော်။ဒါပေမဲ့တန်ပေါင်းအနေနဲ့ flicker charge တွေကတော့လည်း view တော့ဆိုက်ရမယ်။ blink မှာလည်း unbreakable တော့ရှိနေတယ်။အဲဒီအချက်တွေကြောင့် blink ဒီ stage နားမှာနေနေပို့ပြီးတော့ skill ကတော့ဖြစ်နေမှာဗျာ။ ။ဟုတ်ဒင်းဆယ်ပန်းတန်ပေါက်ကတော့ဝေါ်လေးတော့အလှလေးပဲပိတ်ထားရပြီ။ဒီဝေါ်ချာမှသာကျွန်တော် real world manipulation နေ delegacy ပါလာမယ်ဆိုလို့ရှိရင်တော့တော်တော်လေးများပြားတဲ့ damage တွေ YG ဆက်သုံးရမှာဗျာ။ loss တွေ juicing တို့မှတော့ leaner ဒီဘက်ကကျွန်တော် stage တွေ la run တွေအကုန်လုံးတော့ဖြတ်ဖို့ပြီးတော့စဉ်းစားပေးသူအပေါ်လမ်းမှလည်းရှင်းနေနေတော့ lane phase တွေမှာ lane ဖြတ်ရှင်းထားသေးတယ်ဗျာ။35ဖို့အတွက်တော့ YG စပြီးတော့ပြင်ဆင်နေပါပြီ။ CK အနေနဲ့ကတော့ Danny Han ကိုတော့ Big Fan ကျင်တဲ့ပုံစံမျိုးလေး10 7 Movement လေးရတော်လေးတော့တွက်လက်နေတယ်။ဒီဇိုင်းမှာ Hand ရင်ပြန်ပြီးတော့ Forward ဖို့အတွက်ကတော့လုံမယ်ဗျာ။နောက်ကနေပြ Backet တွေပြန်ပြီးတော့ဆောင်းဖို့အတွက်ချိန်အတိုင်းတာလေးတစ်ခုရှိနေတယ်။ Cover အတွင်းမှာတော့10 7 Battle Setup လေးတွေရတော့ဒီအချိန်မှာတော်တော်လေးတော့တည်တက်နေတယ်။ဒီအချက်ကိုလည်းကျွန်တော် YG အနေနဲ့ပြန်လှည့်ပြီးခြေဖြတ်ဖို့တော့စ조사နေပါသေးတယ်။10 7ကျွန်တော် Battle မစခင်လေးမှာ Live Focus ထားလေးရတော့လှတယ်ဗျာ။ဒီမှာလည်းကျွန်တော် Danger သွေးကြောနေသလို Hand အနေနဲ့လည်းသွေးပြန်ပြဖို့စ조사နေရတဲ့အချိန်တစ်ခု Granger မှာလာ try မဲ့ဘက်တွေ5 vs 5ဖြစ်လာဖို့များတယ်။နောက်မှာ OB လည်းပါလာနေတဲ့အနေအထားတစ်ခုပြ။ ဆိုတော့5 vs 5ဆိုတဲ့အနေထားတစ်ခုမျိုးဖြစ်လာမလားတိုးတိုးညာတဲ့ grand ကြပြန်တော့ forward ထားနေတယ်မတာတေဘူးတော့သင်းတော့ risk ယူပြီးကြေးတာမျိုးကျွန်တော်တို့မမြင်ရသေးပါဘူး assist goal line ကလည်းပြန်ပြီးတော့ forward သွားဆို OB လည်းမပါတော့ဆိုတော့4 v 4နေထားတစ်ခုပဲကျွန်တော်ဆက်ပြီးတော့ကြည့်ရမှာဗျာရင်နဲ့ CK ဘယ်သူစပြီးတော့ AD shape မလဲပေါ့နော်ဒါမှမဟုတ်မြန်တန်ပေါင်းနဲ့ blink blink ကတော့တန်ပေါင်းကိုတောက်လျှောက်ကြည့်လိုက်ကြည့်နေတန်ပေါင်းရဲ့ movement နေရာကြတော့တစ်ဖက်ကနေပြီးတင်းအတွက်တော်တော်လေးကို impact ဖြစ်သွားစေနိုင်တယ်သူ့ကို indie မရှိရအောင်လို့သေချာအောင်လို့ blink ကတောက်လျှောက်ကိုတော့ shut down တော့လိုက်ချပေးတယ် aggregate lucky ကိုလိုက်ပြီးတော့အင်းထားသေးတယ်ဗျာအဲ့ဒါ lucky နောက်မှတော့ပိတ်မိနေပြီပြန်ပြီးတော့ heavily bomb ေးထားတဲ့ဂျားရင်ကနေမှတစ်စစ် chance တွေတော့ပေးထားသေးတယ်ဒါပေမဲ့ playing ဖြစ်နေတဲ့အတွက်ကြောင့်ခက်ခါတော့တော်တော်လေးကိုခက်ခဲနေပြီးရင်း combination တော်လေးလှပနေရတဲ့ Dube CN ထပ်ပြီး manipulation ထားလိုက်ကြမှာ objective ကိုပေးလိုက်ရရဲ့ဆိုရင်လည်း blink ကိုတော့ရလိုက်ပါသေးတယ်ကဲ blink ကိုတော့ပြန်ရလိုက်ပြီးမယ်လို့ objective ကတော့ YG လက်ထဲမှာထပ်ပြီးတော့ရောက်ရှိသွားသေးတယ် Hyuki နဲ့ data တွေ trade နေရတာတော်တော်လေးကများနေတဲ့အနေထားမှာရှိတယ်10 7တို့လို့နဲ့ Hyuki ကတော့နှကောင်လောက်ထိပါရရှိထားတဲ့အနေထားပါ YG အနေနဲ့ကတော့ rotation တွေကြမှာ stage ကိုတော့ ပြန်ပြီးတော့အထောင်ထားဖို့လို့စူးစမ်းနေတဲ့အနေထားလို့မြင်ရလိမ့်မယ်။စတက်သာဒါမေ့ရှ်ဖို့များလာမယ်။ဒီစတိုက်တွေ Sky Blizzard နဲ့စပစ်လာမယ်ဆိုလို့ရှိရင်တော့၅ရောင်လုံးပေါင်းပြီးဗဒဆိုင်တဲ့ပုံစံမျိုးတွေဝိုင်းကြည့်။စပပြီးတော့အသက်သွင်းတော့မှာဗျ။ဒင်းဆယ်ဘန်အနေနဲ့ကတော့ဒီချိန်အထိမှာ Hugin နှက်ကောင်ရရှိထားဝင်မယ်လေ။ Objective လက်တွေ့မှုတွေကြားရဲမှာတော့ defensive ပုံစံကိုတဖြည်းဖြည်းနဲ့မပြောင်းဖို့အတွက် offensive ကိုသူတို့ပြန်ပြီးတော့ပဲ rotation တွေအသက်သုံးရတော့မယ်ဗျာဒီ game number 3ရဲ့နှစ်သိန်းလောက်ရဲ့ strategy ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ game number 1ရဲ့ vibe လေးကိုပြန်ပြီးတော့ရရတာ blame ကတောက်လျှောက်ကို lucky ကို light ကြည့်ပေးထားတယ်ဒီကြားထဲမှာမှ wide shot တွေနဲ့ objective တွေကို light ပြီးတော့ focus နေတယ်ဒီအချက်တွေကိုတော့10 7 game number 1လို့မပြောအောင်တော့တော့လုံးပဲဆိုတော့ aiming target ဒီ lucky ကြီးကိုရောက်သွားရဲ့ကြာ lucky ရောက်တော့လွတ်ထွက်သွားသေးရဲ့ဗျာအဲ့တော့10 7ဒီအချိန်မှာ position လေးပြန်ပြီး hold ထားမှတော့ရပါအောင်မယ်ဟုတ်တယ် lucky ယူကြီးမပေးလိုက်အောင်ဆိုတော့ညာလေ hand ရဲ့လောက်ွက်တွေကလည်းတတိတော့မြင်လိုက်ရတယ်ဗျာ န်ချာတွေကို40လောက်ဆွဲသွားတဲ့အနေအထားပြကျမတို့ဝေါ်ချာတော့လေးနဲ့ညံ့နေပြီဆိုတော့ညာလည်းဘလင်းလည်းရှိရယ်စတိတ်လည်းရှိရယ်ဆိုတော့ဝင်လုံးဖို့တော့ကျွန်တော်လမ်းတော့မမြင်သေးဘူး နှစ်သိန်းလုံးအနေနဲ့အောက်မှာတော့ကျွန်တော်တို့ဒါ 4v3 ပုံစံမျိုးတော့ခေါင်းဆိုင်နေတယ်ဆိုတော့ညာလည်းမသေးကြတဲ့ဘက်တရီမဆိုင်နေတဲ့ gain number 3ဖြစ်တဲ့အတွက်ကြောင့်မလို့တော့6မိနစ်တိုင်မဲ့ထိမှာဘက်တရီငြိမ်းရပြီးတော့တွေးရတယ်ကြာမှာတော့ပါသွားတဲ့လေးနာတိုင်းတော့ပြတ်သွားပြီဗျာနောက်ကနေတော့ကျွန်တော် follower damage တွေပါနေရဲ့နောက်မှာတော့လီနာနေနဲ့ဘလောင်းမှာတော့တိတ်ပြီးတော့မတောင်းခံနိုင်ခဲ့ဘူးသူအနေနဲ့ flicker တော့ time ပေးလိုက်ရတဲ့အနေထားပေါ့နော် airborne knockout မှာတန်းပြီးတော့ပျောက်သွားခဲ့တယ်ဒီအချိန်မှာ10 7ရဲ့အမြင်တွေဒီ stage ကြီးကိုတော့စတင်ပြီးတော့ရောက်သွားခဲ့ပြီ blink ကတော့အမြင်နဲ့လို့လို့ baby ship ပေးလိုက်ရဆိုတဲ့အချက်ကတော့တော်တော်လေးတော့အဆင်ပြေတယ် opd လည်းတစ်ဖက်က10 7ရဲ့ quick တွေကိုလိုတယ်ဗျမီလီနဲ့ range ဖြစ်နေတဲ့အနေအထားတစ်ခုမှာ laning face မှာတော့အခက်ခဲရတော့ရှိတယ်ဗျအင်း laning face အခက်ခဲကြမှာ station နေတော့ level သစင်းလောက်တာဘူးတော့စူးစားနေရတဲ့အနေအထားမှာတော့ရှိပါသေးတယ်ပြောမှာတော့ lina ကျွန်တော်ဒါ flying cloud တွေနဲ့ပြေးလာနေပြီ long day ကတော့ flying cloud တွေရှိနေတဲ့အနေအထားတစ်ခုမှာကျွန်တော် laning face မှာတော့အများအားဖြင့် hero တွေကတွေ့ရတွေ့နေရအောင်ပါပဲဗျအပေါ်လမ်းမှာလည်းရှင်ကြားလို့ရတော့ပြန်ဖမ်းဖို့တော့စူးစားနေတယ်။နှစ်သိန်းလုံးအနေနဲ့ဒီချိန်မှာကွာခြားချက်ကတော်တော်လေး ਨੇ ပါနေရလို့ပဲကျွန်တော်တို့3တန်းမှာပဲဗျာ။ကျွန်တော် Hugo 3ဘောက်လောက်အထင်းဆက်မှာရထားရမယ်လေ။ YG နေနဲ့ Tarin 2ခုလောက်ရထားတယ်။ နောက်ဆုံး third fight ဒီ third fight မှာတော့တင်း7 lane မလွတ်ချင်တဲ့ပုံစံအရာတားထဲမှာ better set အတိကျလေးနဲ့ပဲစာပြီးတော့ better fight ဖို့တော့စူးစမ်းနေပြီ YG ဒီ third fight တွေတော့ကောင်းတူဝင်လာတော့မယ်ဗျာအရင်ကတော့မလွယ်ဘူးပေါ့နော်တစ်ဖက်မှာလည်းကျောင်းတန်ပေါက်ကိုတောက်လျှောက်ကြီးကိုသွေးလျှော်ထားတဲ့အနေထားဗျာတန်ပေါက်နေနဲ့နောက် back line နဲ့အထိပြန်ပြီးတော့ fallback ထားရတယ်ရင်းနဲ့ CK နဲ့နှစ်ယောက်ထိုက်တဲ့တွေးဆုံနေဒီတာတစ်ခုမှာတော့ CK emitter ကလက်ကြီးရှိကိုရောက်သွားခဲ့တဲ့အချိန်မှာတော့ကနေပြီးတော့ knock out တွေပေးထားတဲ့ဂျားထဲမှာတော့ glue ပြန်လည်ပြီးတော့ခေါ်ထားသေးတယ်ဒီတိုင်းမှာ AOG YG crowd control လေးတော်လေးကိုကောင်းနေတဲ့ကြားထဲမှာ10 7 3man ပါတော့ကိုဒေါင်းရခဲ့ပြီဗျာဒါတေကိုလည်း YG အပိုင်သိနေနေပဲဒီ35မှာတော့ YG ဒီချိန်မှာသူတို့ရဲ့ပုံပြီးအားသားတဲ့အချက်တွေကိုကျွန်တော်တို့ပြသသွားပြီ 1.8k ဆိုတဲ့ goalie 2k ဆိုတဲ့ goalie ကြားမှာတော့ YG ဒီမဲ့လေး first round ကိုလည်း full ကိုတော့ရောက်နေရဗျာထို့မှ lucky တယောက်နဲ့ defend ကတော့မလုံလောက်နေတဲ့ man လေးပြန် shot ထားတဲ့ lucky နေနေတော့ မလင်းရဖက်ချောင်းရောင်ပေးရလိုက်ရပြီဗျာအဓိကရင်မပြတ်သွားတာဗောနော်ရင်ကိုအကုန်လုံးဝိုင်းပြီးကြီးပွဲကြိုးစားလိုက်တယ်ဒါပေမဲ့ရင်ကိုပြန်ပြီးတော့ပဲဒါ CK နေနဲ့ Switch နဲ့ပြန်ပြီးခေါ်သွားခဲ့ဆိုပေမဲ့ Blink ရဲ့ AOG Black Bucket ကအဲ့နေရာမှာလုံးဝတိုင်ပြီးသွားကောင်းနေရဗျာအဲ့ဒီချက်က D7 ကိုတော်တော်လေးကိုအထိနာသွားစေတယ်ပြီးတော့နောက်မှလည်းဒါ Lina ရဲ့ zone လေးနေရာလည်းသွားပြီးရှိနေသေးတယ်အဲ့တော့ stage ရဲ့ downing damage တွေကလည်းစတင်ပြီးတော့ပဲအဖက်ဝင်သွားခဲ့ပြီဆိုတော့နောက်ပိုင်းတိုင်ပြီးနေကြရင်တော့ YG အနေနဲ့ map ကိုပြန်လည်ပြီးတော့ show မွားမလားဆိုတော့ကြည့်ရပါအောင်ဟုတ်တယ် YG ဒီချိန်မှာတော့သူတို့အားသာနေတဲ့အချိန်တခုမှာ map control လုပ်ဖို့တော့ကြိုးစားမှာပဲ D7 အနေနဲ့ တော့ကျွန်တော်ရှိမှမန်ရှင်လောက်ခဲ့သလိုပဲတာဖိုက်ဒီကြားထဲမှာသူတို့အနေနဲ့ဖမ်းမိရှာဖို့တော့လွန်နေဦးမှာပဲရီဇန်ရှင်းနဲ့ကျွန်ဘိန်းစီဖမ်းမိလိုအပ်တဲ့အမျိုးဖြစ်နေတဲ့အနေအထားတစ်ခုကြောင့်မလို့ဗျာဒါပေမဲ့နောက်ပိုင်းမိနစ်လိန်ခင်းကိုရောက်လာတဲ့အချိန်တစ်ခုမှာဒီမှာတက်တက်ကမန်ရှင်လောက်ခဲ့သလိုဘက်တယ်ကွန်ထရိုးတွေနဲ့ဟိုဒါစပယ်ကိုဘိုင်နေရှင်းနဲ့ကြားမှာဆိုလို့ရှိရင်ဝါဂျီနေနဲ့လည်းအရင်အဲ့ဘက်တယ်ဆိုင်ဖို့လွယ်မှာတော့မဟုတ်တော့ပါဘူးอืม ဲ့တော့ YG ကျွန်တော် gain number 1 five ပဲလို့နော်မှန်တယ်လင်းကတောက်လျှောက်ကို lucky ကို light ကြည့်နေရဲ့ချက်ဒါပေမဲ့10 7နေနေ gain number 1ထပ်ဆမယ်ဆိုရင်တော့ပို့ပြီး performance ပြမှာတော့ရမယ်အဲ့လိုပုံစံမျိုးတက်ဆမယ်ဆိုရင်တော့ဗောနော်ဒီနာတို့ပြေးပြီးတော့ကြည်ထားတယ်နော်မ follow up ကတော့မပါလို့ CK တယောက်တည်းပဲပေါ်တော့မဲ့နေတယ်ဒါပေမဲ့နောက်ကနေပြန်ပောင်းနေနေကြည်ထားခြင်းနေဆိုရင် bus back gas မှာမရှိဘူးဗျအဲ့တော့ CK ကတော့မကင်နိုင်ခဲ့ဘူး YG အနေနဲ့ snowball type လေးကိုပဲစတင်ပြီးကျင့်သုံးမှုအတွက်ကတော့ကြည်နေပါသေး YG snowball type play ကိုဆွဲခေါ်ဖို့တော့3.3ကျတဲ့ goalie နဲ့အတူပဲ lane phase မှာ pressure ပေးဖို့တော့ကြိုးစားနေပြီဗျ Dramatin 7ဘယ်တော့ double lane lane တွေပါပေးထားဖို့ကြိုးစားနေသေးတယ်။ lane phase ကြီးထဲမှာ first turret တွေမရှိတော့တဲ့အခြေအနေတစ်ခုကြောင့်တော့ tin 7နဲ့ yang တို့မှာတော့ပေါ့ formal stage ဖယ်ပြီးတော့ first round design စသုံးလိုက်ပါပြီ။ကျွန်တော်တင်း7အနေနဲ့ကတော့လွန်မိုးကျွန်တော်အနေပါလိနည်းနည်းလေးဖြစ်သွားခဲ့တယ်ဆိုရင်ပြော OPN ရဲ့ combination မပါသေးတဲ့အချက်ကတော့ Nelly Giu တော့စိုက်ရအောင်ပဲပေါ့နော်။နောက်ပိုင်းကျရင်တော့လွန်မိုးတန်ပေါက်ရဲ့ chart တွေ CN ရဲ့ manipulation တွေဒီ chart မှာမှကျွန်တော် OP ရဲ့ daily cash နေနဲ့ဆိုရင် instant သာမိွားလို့ကတော့မလွယ်ဘူး။ဒီွားတဲ့အလျောက်ကဒါပေမဲ့ဒီအချိန်မှာတော့ YG နဲ့ upper hand ရထားတဲ့အလျောက်ပဲသူတို့အနေနဲ့ low objective ကိုစာပြီးတော့ try နေပါပြီ။ Okay low objective YG ဗက်တရီကွန်ထရိုးလေးမှာတော့အလှလေးပဲပြဗက်တရီဖီးလေးကထမတင်း7ဝင်လာလို့ကိုမရတဲ့အနေအထားတစ်ခုမှာတော့လှုပ်လက်လွတ်ဆုံးရှုံးလိုက်ရင် WGS Snowball Type ဖေးကိုတင်း7ဝင်ရောက်စော်ကစားနေရပြီလားဆိုတဲ့မေးခွန်းတစ်ခုကတော့7မိနစ်မှာပေါ်လာပြီဗျာမတိုင်းပြောရရင်တော့ high ground တက်ဖို့အတွက်က WG ဘက်ကပြန်ကြည့်ရင်ရမ်းရောမလွယ်ဘူးဗျာတစ်ဖက်က high ground defensive low ဖို့အတွက်တကယ်ကိုကျွန်တော်ကောင်းတဲ့ spare cast ကြီးမကြီးတွေတော့သွားပြီးတော့ပန်နေတယ်ဒါမျိုးတွေကိုတော့ကျွန်တော်ပြန်လဲပြီးတော့ပဲဗက်တရီဆက်တဲ့ချိန်မှတော့ရမယ်ဗျာအဲ့တော့ hand နေတဲ့က SK ဖြစ်နိုင်ခဲ့တယ်ဆိုပေမဲ့ SK မဖြစ်နိုင်နဲ့ကျွန်တော် front liner ရရရှိနေပြီးပြီးတော့ stitch ကိုလည်းတို့ကကြည့်ရအောင်ဒီချိန်မှာ stitch နေ နဲ့ long range damage ပေးနိုင်နေတယ်ဆိုပေမဲ့လို့သူ့အကယ်၍ဝိုင်းပြီးတော့ကြည့်ရတဲ့အချိန်ကျရင်သူ့အတွက် escape ဖြစ်နိုင်ပါမလားဆိုတော့မေးခွန်းနေပေါ့နော်ဒီမေးခွန်းနေဒီကျွန်တော် high ground battle တစ်ခုမှတော့စာပြီးတော့ကြည့်ရပါမယ် high ground battle ကျွန်တော်တို့မြင်လာတော့မတင်း7ဘက်မှာလေ area control ကြီးအများကြီးနဲ့ damage output တွေလက်ကျန်နေနေတာတစ်ခုဆိုတော့ဒါ high ground defend အတွက်ကတော့ strong နေမှာပဲ map advantages ရလဲ flying cloud ဖြစ်နေနေတာတစ်ခုမှာ map advantages အရာလဲကျွန်တော်တို့ defenses အတွက်ပို့ပြီးအားတာလဲလို့ကျွန်တော်တို့ mention ရမယ်ဗျာပုံမှန်တော့ lance lock in the tower design your second tower လေးတော့ရရှိထားသလိုမင်းလေးရဲ့ second tower လေးကလည်းကိုလေးတော်လေးနဲနေရမျိုးလို့မြင်နေရပါပြီအဲ့ဒီကရင်ကိုလွတ်လိုက်ပြီးတော့ပဲ stage ကိုအရင်ဆုံးပြေးကြည့်လိုက်မယ်ဆိုရင်ဖြည့်တစ်ခုမှဖြစ်သွားမလားပေါ့နော်ဒါပေမဲ့ရင်နဲ့ blink နဲ့ကလည်း front line ထဲမှာကောင်းကောင်းကြီးတောင့်ထားရတယ် attention တွေအကုန်လုံးယူထားရဆိုရဲ့ချက်ကလည်းတော်တော်လေးတော့စိုးနေရဗျအဲ့ဒါ CN အနေနဲ့ဒီအချိန်မှာ blood win လေးတော့ join လာပြီတန်ပေါက်အဓိက vision လေးတွားပြီးတော့ပဲတိုးပေးထားတာဗရယ်ဆိုင်မဲ့အနေထားတော့တွားပြီးတော့မမြင်ရဘူးဗျအဓိက CK initiate ကိုပဲကျွန်တော်ကြည့်ရမလားပေါ့ OP ကိုတော့ပြေးပြီးတော့ aim ထားတယ် delicate shot ထားတယ်ကျွန်တော် CN oh ပြန်လည်းပြီးတော့ aim target လေးထားနေတ ဲ့ဆိုပေမဲ့လို့ဟန်နေရောက်တော့ CN manipulation နဲ့ဂျိုင်းမှာ OP ကဲလို့တက်နေပြန်ပြီးတော့ပဲတောင်းသွားခဲ့ပြီဗျာ AOG ပြန်ပြေးထွက်သွားတယ်မရှင်းဂျာမတော့ညံ့နေပြီးတော့လေးရောက်တော့ကြံနေရောမရှင်း Brave Fighter Range လောက်တုံးချက်တော့ပြန်ပေးထားမှာလေးရောက်တော့ဂျာမရေးစစ်ချက်မောင်းလို့ shot က4နောက်မှာကိုကိုကွာထားတဲ့လေးနာပြန်ကောင်းဖို့တော့လဲ White Tar နှကောင်ဂျာတယ်ဘာလို့ YG ပြန်ပြေးထွက်ဖို့တော့တော်နေရောက်တော့မကြံတော့မယ်ဗျာဒုံမိုးချောင်း Narrow Space မှာသွားပြီးတော့ဆိုင်လိုက်တယ်ဆိုတော့ YG အတွက်ကတော့တော်တော်လေးကိုတော့အထီးတော့နာဝါးနေဗျာဒုံမိုးချောင်း charge တွေရှိနေတယ် P1 တော့ကျွန်တော် OP အနေနဲ့ကတော့ ကန်နိုနေလည်းရှိနေတယ်ဒယ်လီကက်တွေလည်းရှိနေရဆိုရင်အခြေအနေကပြီးတော့ slam pass တွေကလည်း billy stand နေဗျဒါမျိုးတွေကကြောက်တော့ narrow narrow space မှာဆိုရင်ရှောင်ကျင်ရမယ်ဒါမျိုးအချက်မှုတော့ကျတော့ yg နေနဲ့နောက်ထပ် battery တွေမှာတော့ gyro ဆက်ရမယ်ဗျ10 7အနေနဲ့ကတော့ standing point လေးပြန်ပြီးတော့ရှာဖွေနိုင်မယ်အခြေအနေနေတာတစ်ခုမှာအပေါ်လမ်းမှာတော့ by one နေတာတစ်ခုတော့ရင်ဆိုင်နေရပြီဒါပေမဲ့ lucky ရိုင်းတော့မလုပ်တော့ပဲ station ကြီးကလည်းပြန်လည်ပြီးတော့4 back သွားပြီဆိုတော့10 7 make it first tower ကို rush နေဆိုပေမဲ့လည်းပဲအခုချိန်အထိတော့မရသေးဘူးဗျ flying cloud တွေလည်းပါနေနေတာတချို့ဆိုတော့ကျွန်တော် flying cloud နဲ့ပဲ yg make it first tower နေတော့ ောက်ချတော့လာဒီဖန့်ထားစီနေတင်းဆဲဘန်အနေနဲ့လေရှီမကင်ဆာကင်မန်ချက်လောက်ခဲ့သလိုပဲလေကင်းကိုရောက်လာနေမြသူတို့ရဲ့ damage ရောက်ဖို့အလွန်လောင်းနေတာ area control battery ပေါင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့တင်းဆဲဘန် defenses ကသူတို့အတွက်တော့ဖြစ်သွားနိုင်တယ်မက်ဗန်တေ့ချ်အရလေဒီဖန်တာတွေအတွက်ပို့ပြီးတော့အားစရာရှိနေတဲ့ flying cloud ဖြစ်နေတယ်ဗျာအဲ့တို့ကြောင့်မလို့ YG ဒီချိန်မှာအားသာနေပဲစုံစုံညာလေလက်ခိမ်းမှာသူအထွတ်အားသာချက်တွေရှိပါမလားတော့ပြန်ကြည့်ရပါအောင်မယ် blink နေနဲ့ stage ကိုဘယ်လောက်ထိများတောင်းလျှောက်ကြည့်သေးထားလဲဆိုရင် stage ရဲ့ kd ကိုကြည့်ရတဲ့တိတာပဲပြတောင်းလျှောက်ဆိုသူ10 7နေနဲ့ stage ကိုတိုးနေရဆိုပြီး blink ကတောင်းလျှောက် unbreakable aog နေနဲ့ backup ကိုပေးထားတယ်အဲ့တော့ stage ရဲ့ damage တွေဒီဒီအချိန်မှာ yg တို့ကအထောက်ကူကိုဖြစ်နေသေးတယ်ဆိုတော့ hand တောင်းလျှောက်ကို red ပါတယ်ကျွန်တော်ရေး blink troll လေးကိုတော့သွေးကိုင်းနေပါပြီအဲတောင်းလျှောက်တွေတော့ကျွန်တော် bancha လေးနဲ့ပတ်စလေးလိုက်ဖွင့်နေတာမှရှိတယ်လောကလည်းပေါ်လာနေပြီ နှစ်သိန်းလုံးရဲ့ဒီချိန်မှာစိတ်ဝင်စားဆုံးရသည်လော့ဖြစ်သွားပြီဗျလော်နာလေးမှာ၄ရောက်၄ရောက်တော့မှလည်းလန်စလော့နဲ့စပလစ်ဘော့ထားဆိုတော့ပေါ်ဦးလည်းဘိန်းပြေးတက်တော်ဘုရောစူးစားနေတယ်ဘိန်းပြရှင်တော့ပေါ်ပြီးလိုက်ပြီဗျ YG အဲ့တော့ခွင့်ကောင်းယူပြီးတော့လော့ဥစားပြီးတော့ထွားနေတယ်ဘလင်း ချင်းမတော့တော့လို့ကြိုးစားရတဲ့ချင်း lucky on လို့ပြည်ကြီးရဲ့နေသားတကူဟိုးနောက်မှာစိတ်ခေရောက်နေတယ်ဝမ်းကြီးဘယ်တော့ကြားလဲလို့ဒီဘက်မှာတင်းဆဲပဲတင်းတော့မကြိုးစားမလဲဟမ်ဒီချိန်မှာအကောင်းအဆုံးပဲ resolution နဲ့ရောက်တယ်ယူထားတယ်လို့ဟိုးနောက်မှာ AOG နဲ့ပြန်မဖော်မပါဘူးကျော်တော့လည်းပေးလိုက်ရတယ်ဒီဘက်မှာလည်း manipulation ဝေးဖြစ်သွားတဲ့နေသားတကူမှာယင်တယောက်ကတော့ပြန်ရောက်တော့ယူထားသေးတယ်ဆိုရင်ဒီဘက်ကနေလည်း lucky lina lucky ဒါလည်းကေတော့ရောက်တော့ယူအားခဲ့သေးတယ်ဗျဒီဘက်မှာလည်းဟမ်တော့တောက်လျှောက်လိုက်ပြီး pressure ပေးလိုက်တင်းဆဲပဲဒီချိန်မှာ hero k နှစ်ကောင်လောက်ရလိုက်တယ်ဆိုတော့တော်တော်လေးအဆင်ပြေသွားပြီဗျာတင်းဆဲပဲထုံးစံတိုင်းမှာဆိုတော့ objective လက်လွတ်လိုက် 做人家嘞，有跟那搞王老古一样，变三场嘞呢？哎，不就是玩机？老烦的些做下播，主要可以打完么？拉了点机也没，这些么是 blingbling 的，老 fly 的老灵的，别老拉那逼。five three 加了嘛？不得有比赛不？这着你看，开的是就一些有玩机片的呀，别，这不就天塞呗？ လို့ defensive ခင်းဖို့အတွက်တော့အပေါ်လမ်းမှာပဲခါလေးဖြည့်ရှင်းလိုက်မယ်ဆိုတော့သူတို့က account situation ဖြစ်သွားလိမ့်မယ်ဗျာ။ lot advantages ကတော့ဘာမှတော့တိတ်ချားလိမ့်မယ်လို့မထင်ဘူးဗျာ။ဒီကလည်းသူတို့မှာ member နှစ်ယောက်ကလည်း down နေတယ်။ဒါပေမဲ့10 7အရင်ကတော့ခေါင်းတက်ဖို့တိုးတက်ဖို့အတွက်ကတော့မစင်းစားဘူးဗျာ။အဲဒါဆိုရင်တော့ flying clown နဲ့ဆိုရင်တော့ YG အတွက်ကတော့ဒီ loss ကြီးမျောလင်းချက်ကတော့ရှိနေနိုင်သေးတယ်။အဲ့တော့ low objective စတင်ပြီးတော့တက်လာနေပြီ။ spare gas team တွေ high ground defend ဖို့အတွက်ကတော့10 7မှာအများကြီးပဲရှိနေသေးတယ်ဆိုပေမဲ့ blink နဲ့တစ်ဖက်ကနေပြီးတော့ဝင်လာမယ်ရင်ရဲ့အားကြီးတော့ကျွန်တော်တို့မေးထားလို့တော့မရဘူးဗျာ။ဟုတ်တယ်ကျွန်တော် blink ောက်မှလည်းကျွန်တော်တို့ဘက်လိုင်းကွန်ထရိုးမှာအားကောင်းတဲ့ hero တွေပါနေတယ်ကရောချာတွေလက်ပုတွေ station တွေက damage ရှောက်ဖို့လည်းများနေတဲ့အနေအထားတစ်ခုမှရှိတယ်လမ်းဆွဲပန်ချာချာမှာတစ်ဖက်ကပြင်း7လေးရိတ်ချေလေးတော့ပြန်ကြည့်အောင်ပါပဲအအောင်မှာတော့ကျွန်တော်ဟန် ဒေါ့ချောက်လေးတော့ကျွန်တော်ဒါမက်ကထောင်းနဲ့ရောက်ဖို့ push နေတဲ့ဆိုစညာလည်းအစင်ကိုမတိခဲ့အနေထားတစ်ခုမှာ YG ဖြည်းဖြည်းလေးနဲ့ပဲနောက်ကိုပြန် forward ထားပါတယ်။ဟွန်းတပတ်မှာတော့ OP ကိုပြန်ပြီးကြည့်မယ်ဆို Holy Crystal Lightning ပြီးဝင်တော့ Divine Bloodwing Iron လေးတစ်ခွက်ပဲလိုတော့ရပြီ။အဲ့ Iron တစ်ခွက်သာထပ်ပြီးတော့ထွက်သွားခဲ့မယ်ဆိုရင်တော့ OP အနေနဲ့တော့ဒီတက်ပို့ပြီးတော့ damage output တွေပေးနိုင်မယ် instant ပြတ်သွားနိုင်မယ်ဆိုတဲ့အခြေအနေတွေရက်ရက်တွေအတိုင်းအောင်တော့ YG အနေနဲ့ Gyu side မှာတော့ရမယ်ဗျာ။ဒင်းဆဲမဒီချိန်အဓိကသူတို့စောင့်နေတဲ့အချိန်ကတခုရောက်နေပြီလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဗျာဘယ်အနေနဲ့တော့ full match damage သွားထားတယ် ဒီချိန်မှာသူယူထားတဲ့ ambulance set တရလည်းကျွန်အင်ဖြူအောင်ရင်းဖြစ်တဲ့အတွက်ကြောင့်သူပြ damage ရောက်ဖို့ကတော်တော်ကြီးကိုနာနေဖို့တော့ရှိလိမ့်မယ်။ YG နေနဲ့အားလိုက်တို့မြင့်မှာ PR ပေးခဲ့တဲ့ဆိုစောညာလည်း10 7 တို့လိုချင်နေခဲ့တဲ့သူရဲ့ strategy အသက်ဝင်လာမယ့်အချိန်တခုဒီဆွဲခေါ်လာနေတာ15မိနစ်တိုင်မှတော့ရောက်လာပြီဗျာအသင်းလုံးအတွက် skewer ဖြစ်မယ်ဆိုတဲ့အရာတစ်ခုတော့နှစ်သင်းလုံးနေနှချဖွေနေသေးတယ် lucky troll ကိုတော့ down ဝါခဲ့ပြီအဲ့တော့ jungle zone တွေတော့ pressure ပေးနေရတယ်ဂျားလဲမှာလို့ han danny low တော့လွတ်သွားခဲ့သေးတယ်ဗျာနောက်မှာ back end တွေအကုန်လုံးဝင်ထားတယ်ဂျားလဲမှာတော့ daily cash ပေးထားတယ်ဆိုပြီး front line နေရောက်ကို take down လုပ်ဖို့တော့ troll ကိုခက်ခဲနေတယ်ဒီမှာလည်း ck troll ကိုတော့သွေးနေနေပြီ stage နေနဲ့ front line မရှိဘူးဆိုရင်နေတာတစ်ခုမှတော့ daily sonata တွေနဲ့ပဲတပတ်ကနေပြီးတော့ take down လုပ်ချင်တယ်ဆိုပြီးတော့10 7တကယ်တော့ down နေတယ် ဲ့ဖောင်ဝီတခုကြားထဲမှာ YG နေနဲ့အမှတ်မတင်ပဲနဲ့3 man ပါလောက်ကိုတော့ပြန်တောင်းခဲ့ပြီဗျာ YG သူတို့ကဒိုင်မရှော့ဘုတ်ကမတိုးဆိုတာမျိုးတော့ပြောဖြစ်နေတယ်တစ်ဖက်မှာတော့10 man 3လောက်ဒီမှာတိတ်တောင်းလုံနေတယ်မူမင်းလင်ရနေပြီးတော့ one way pushing ကိုရွေးချယ်ထားတာဗျာ stay hand မြောင်နေတဲ့ defensive king ဘုတ်တို့ကတော့ inner tower မှာတော့မပြတ်နိုင်ခဲ့ဘူးဗျာ mega tower ကနေပဲကြားလောက်ပြီးတော့ defensive king အောင်မယ်10 man နေတယ်သူတို့ဆိုတော့ဒီအသက်ဝင်လာတဲ့အချိန်တခုမှာတော့ altitude min မှာ fade နေတယ်ခင်ဗျာ tower နေအကုန်လုံးပြန်ယူဖို့တော့ပြေးတက်လာပါပြီကျွန်တော်အဲ့နေရာမှာစဉ်းစားတာပေါ့နော်အကယ်၍ hand မကယ်ဘဲနဲ့ပဲ ထားခဲ့လိုက်မယ်ဆိုရင်3ယောက်လောက်ထိမြန်ပေးစီရတော့မလိုလောက်ဘူးလားပေါ့နော်ဒါပေမဲ့တို့ဟန်အောင်ပြန်ပြီးတော့ခြေလိုက်တဲ့အချိန်မှာဘလင်ရောလီနော်ရင်ရောတောင်းလုံးဒေါင်းရတယ်အဓိကသားမလိုလို့နဲ့ပြန်ပြီးတော့ဒေါင်းရတဲ့ဘတဲတခုတင်းဆဲပန်အတွက်ကတော့တန်းလင်း point ကြီးမားပြီးတော့ပြောလို့ရမယ် hand လက်တော့မလျှော့ချင်ဘူးငါရောက်ကြတဲ့ကိုတိုးလာချင်တဲ့ dash 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 now the review ချင်မလက်ခီးရောက်တော့ယူထားသေးတယ်တင်းဆဲပန်အတွက်ကတော့အတုံးနဲ့ပြန်ပြီးတော့ပေးဖို့အတွက်ချိန်ဒါပေမဲ့တစ်ဖက်ကနေပဲ YG လုံးဝခွင့်ပြု AOG ပေးလိုက်ချင်လက်ခီးသွားပြီးတော့မင်းနေခဲ့တဲ့ဆိုရင်ပြစ်ကောက်လေးနဲ့ပဲပြန်ပြီးတော့ forward ထားပါသေးတယ်ဟုတ် pick out လေးနဲ့ပြန်တော့ forward ကိုချိုးစားပေးမယ်လက် blink န်စာပြီးမကြဘူးနောက်မှတော့ Lance Lopez ချာပြတ်သွင်းထားကြမှာ OB ကိုပြေးခဲ့ဖို့ဒုသောမလို့ OB တန်းပြီးတော့တော်များနေလားဟမ်တပြီးပေးလိုက်ရင်းနဲ့ပဲလုံးတော့မင်းမပြန်ပြဖြည့်ရှင်းဖို့ရှင်းဒုသောနေပြီ10 7ငါးယောက်လုံး survive ပုံစံမျိုးရောပြေးတက်လာတယ်ပြီးတော့ YG သုံးယောက်တည်းနဲ့ defensive ခင်းဖို့လုံလောက်ပါမလား ချီရချီရမယ်ဗျာ stage မှာတော့ damage လေးရောသွားပြီးရရှိနေသေးတယ်အဓိက mega tower လေးရသွားပြီးရကျန်နေသေးတယ်ဆိုတဲ့အချက်ပေါ့နော်ဒါပေမဲ့ tier 7အရင်ဝင်ထိုက်လာမယ်ဆိုရင်တော့ခံနိုင်မှာမလားချက်ချက်ချီရမယ်ရင်မှာတော့ကောင်းကောင်းကြီးမာပေးနိုင်တယ်ဆိုရင် spec gas ကြီးကတော့အများကြီးရှိနေသေးတယ် mega mega စာပြီးတော့ rush or rush နေပြီး tier 7အတွက်ကတော့ဒီကအချိန်ပဲ dar ဒီအချိန်ပဲဗျာအဲ့တော့သူတို့တက်ဖို့အတွက်ကတော့အချိန်နေအများကြီးရနေတဲ့အချိန်မှာ damage manipulation နဲ့ဒါမှမဟုတ် charge တက်ပြီးပေးနိုင်တယ်မကြီး တမ်းပြီးတော့ဒေါင်းဝခဲ့ပြီးတော့ဒါပေမဲ့တစ်ဖက်မှာလည်း stage damage ကြားထဲမှာတော့ two man ပါတော့ဒေါင်းဝခဲ့ဆိုပေမဲ့ crystal throw တဲပြီးတော့ကြိုင်နေတဲ့ကြားထဲမှာ wide ကြီးတောက်ရနေတော့ပဲ free way လုံးဝမကြံတော့ဘူးလုံးဝမရှိတော့ဘူးဆိုတဲ့အချိန်မှာ wide ကြီး thing wiping out ဆိုတဲ့အနေနဲ့တော့တော့ by side line နဲ့ပဲ the big gambit bounce back ကိုပြသထားနိုင်မလားဆိုတာကြည့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ချင်းရမီဒီယာနဲ့အတူပဲ play ရဲ့ AOG စီ wide ကြီးရဲ့ gambit ဘက်ကိုပေါ်ဆောင်ဖို့အတွက်တော့၄ရ ောက်လုံးစားပိုက်ပုံစံမျိုးနဲ့ဝိုင်းဝဲပွရှင်ရွေးချက်လာခဲ့ပြီဟဲ့သူကတိုင်းကနာခံပြီးတော့သူတို့စားပြီးတော့မက်ကထောင်းနဲ့ယူထားတယ်ဗျမင်လေးကလည်းဝိုင်းဝဲပွရှင်နဲ့ပြေးချိုးတဲ့သရုံးကြားမှာတော့ white ကြီးလက်မတန်လေးတယ်မယ်သူတို့ရဲ့ကမ်ဘက်ကိုပြသခဲ့ပြီဗျာကျွန်ဒီပွဲလေးမဆခင်ပါနော်ကျွန်တော် Bigo Energy Twin လေးတဘူးလောက်တောက်ထားလိုက်တာတော်တော်လေးမှန်သွားခဲ့တယ်ဗျာအဲ့တော့ YG ဒီအချိန်မှာတော့သူတို့ရဲ့ Titan နဲ့ဆိုတဲ့နိုင်ပွဲတစ်ခုတင်းဆဲပန်းတီလည်းအရင်တော့မလွယ်ခဲ့ဘူးဗျာဒီပွဲစီတကယ်ကိုကျွန်တော်တို့ Match of the Day နဲ့ Titan နဲ့ပွဲတော်ပွဲပါပဲဟုတ်တယ်အာတူအောင်ပါတော့